ကလေးလေး I love you I love you too ကိုကိုအဲပြန်ပြောတတ်နေပြီအဲမမအောင်ဆိုကိုပါကလေးလေးချစ်လာတယ်ချစ်ဖူးပဲပြောတာအဘရောမေမေချစ်ဖူးပဲပြောတာဒါပေမဲ့ကြာတော့7နှစ်လောက်ကြာလာတော့ပြောရတာအားနာလားအိမ်တော့ကကြာလာမြန်ကြောင်းတယောက်ပို့ပြီးအလျှော့ပေးတတ်လာတယ်ပို့ပြီးနားလဲပေးတတ်လာတယ်အာပို့ပြီးတော့ကြောင်းတယောက်အချစ်ချက်စကားလေးတွေပို့ပြီးပြောတတ်လာတယ်အိမ်တော့ကြာတဲ့အချိန်ကနောက်ကြာတဲ့အချိန်ဖြစ်နေပြီ ပုံကဆိုရင်40ပုံကဆိုရင်အဲ့တော့ဆို35ကျောင်းတစ်ယောက်လိုက်ထင်းရတာမျိုးဟုတ်လားအာဘသူနဲ့လဲဘာလုံးလေးလဲဘယ်သွားနေရလဲဘာဘာလုံးမှလဲမမဘတော်မှမမေးဘာကြောင့်လဲမေးစရာမလိုတဲ့အရွယ်ရောက်ပြီဆိုလူစားကိုတံပိုးလေးနဲ့ကိုသွားကြရတာဟုတ်သူများတံပိုးတက်အောင်လုံးမှတက်ကိုတံပိုးတို့ကောင်းအောင်ထင်းတာအကောင်းဆုံးပါအခုလောလောဆယ်ကတော့မပန်း အဲချက်မြေ့စီချောင်းဆိုရယ်ဇလန်းတွဲလေးရိုက်နေရပေါ့နော်အအခုဒါမနက်ပိုင်းကတော့ဗန်ဒါတော့ရိုက်ပြီးခဲ့တာပေါ့အခုရိုက်ပြီးခဲ့တာပေါ့နော်ရိုက်ပြီးပြီးတော့မှဒီတွဲလေးကဖိတ်ထားတဲ့အတွက်ဒီတွဲလေးကိုဒါလာတက်ပြီးရပေါ့တစ္ဆာပြင်းသာစီရင်စီအဲ့ဒါကမမနုမနစ်ကရိုက်တာမနစ်ကရိုက်ဒီနှစ်မှပြရပေါ့ပြီးရင်သုံးလုံးတင်ပြို့ရှိသေးတယ်အဲ့ဒါမင်းဖြစ်တယ်နော်အာရန်က9ရက်နေစပြတယ်9ရက်နေစပြတယ် ိုက်ခါလေးရလေအရင်အမ်ဟိုပေါ့မပန်အတွက်အလိုနေရာလေးအေးကောင်းတယ်ပေါ့နော်နေရာလေးကောင်းတယ်ဒါပေမဲ့မေမေလောက်တာမေမေလောက်တာအေးဘာလို့ဟိုလေးအိမ်မှာဆိုလဲကိုကလို့ဘောရောအဲ့လိုမျက်စိတောက်ထောက်ကြည့်ပြီးပြောနေရဆိုတော့အဲ့ကားထဲမှာလည်းအဲ့လိုပဲတားပြဲသွားမှုလဲတားလေးပြန်လာပြီလားတားလေးတားရေအဲ့လိုမျိုးလူ เนาะအဲ့လိုသူအာရှိစားတွေပါရေးထားတော့လေအဲ့လိုပေါ့ကိုသားလေးအဲ့လိုသူစိတ်ချမ်းသာမယ်သူချစ်တယ်ဆိုရင်ကိုလည်းချစ်တယ်အဲ့လိုအမေမျိုးဟိုတားမိမ့်မဆိုကိုသမီးပဲအဲ့အဲ့စိတ်ကလေးပဲမဘန်ရဲ့အပြင်စိတ်ကလေးပေါ့သိမလားတားယူတဲ့လူဒီကိုရဲ့ဒါချွေးမာဒီကိုသမီးပေါ့သမီးတယောက်လို့ပြောလို့စိတ်ချမ်းသာထားပြီးတော့အဲ့လိုတရုပ်ဆောင်ရတာ ဆိုတော့မမရဲ့စိတ်ရင်းလေးအတိုင်းပဲအဲ့လိုအဲတရုတ်ဆောင်လိုက်တယ်ရင်ထဲမှာတော့ဒါကိုခုသားလေးထိကြိုက်သွားပြီဆိုတော့အချိန်လေးရှိတယ်ပေါ့ဒီကောင်မလေးချောင်းထိကြိုက်သွားပြီဆိုလို့ရှိရင်လည်းအရန်ခံစားရတယ်တကားလုံးတော့လေရတာကြော်လို့ပဲမြင်ထားတာချမ်းမြေရဲ့တော့အေးအေးတိသားရဲဆို ပြောတော့မယ်ဆိုလည်းငါသားလေးသာဆိုရင်ဆိုပြီးပြောတာပြောတာပြောတာအဲ့လိုခါတဲ့ဟို ตาตาทุกข์ยောက်ผู้ဆိုเลยตาก็ผัดไปงูรางูรางาตาเลดาဆိုရင်อลูลูနေရင်းเนี่ยဟိုမှုတွေဝင်ပြီးတော့အလိုမျိုးလေးလောက်ရတော့ဒါပေမဲ့မပတ်နေရာလေးอ่ะခက်တယ်ဘုမတထေးမာကြီးအစင်တန်းရှိတယ်ဂုံသိခါရှိတယ်အตาဟုတ်ချစ်တယ်ဒါပေမဲ့တကယ်တကယ်တမ်းဒီဟိုကိုကိုဟိုဘက်ကခမိခမိခမတ်ခေါ်တာလား ခမီးခမက်ကကြတော့သူကအစင်တမ်းရှိဘူးသူပြောချင်းရပြောမယ်လှုပ်ချင်းရလုပ်မယ်အဲ့ဒါတွေပုံမှန်လေးလေတီးခံပေးပြီးနားလဲပေးပြီးတော့လေတားစိတ်ချမ်းသာရင်ပြီးတော့အကုန်လိုက်လုပ်သူကတော့အမှန်ကရတော့အမ်မမတို့သူတို့အရွယ်မှာဆိုရင်အုံနောက်တလောက်မကောင်းဘူးလို့ထင်တယ်အသူတို့သူတို့ကြတော့လေတိနေတာတက်နေတာတွေကလေဟိုတဖြည်းဖြည်းခက်ကပြောင်းလာတာဟုတ် မမတို့ဆိုဒီမမဆိုဒီအနုပညာလောကရဲ့ဝင်နေတယ်အကုန်လုံးကလှထုံပဲခေါ်ကြခိုင်စကားပြောရင်ဒါသဘောကမပေါက်ချင်နေ့ကိုရှင်းပြတာတမျိုးအဲ့တော့ရဲ့နေ့ရှင်းပြနေနောက်တစ်ခါထပ်ရှင်းပြနေရတယ်မရှင်းပြခြင်းနဲ့လူကညာအဲ့အဲ့လိုမျိုးပေါ့နော်ဆိုသူတို့ကတော့မဟုတ်ဘူးဗျအတတလလအဲ့လိုလေးကိုယ်တိုင်ညာကောင်းတော့ အခုကလေးတော့အဲ့လိုပဲနော်အားလုံးပါအားလုံးပါအားလုံးမှတ်တယ်နော်နှုတ်မှုတွေပါလေပွာတယ်တင်နေငါဘာမှမမေ့ဘူးသူဟာသူတင်ချင်တာတင်ချင်တာတင်တာစင်စာစင်စာကိုကတခါကြီးကြာရင်သူတင်နေဟာလေစင်စာအဖြတ်သေးတယ်ယောက်ျားရဲ့ဒါလေးတော့မတင်ဘူးဒီဟာမကောင်းဒီဟာတခါကြီးကြာလို့ရှိရင်လေတို့အမှုပညာညီကောင်မောင်နှမတွေတချို့ဟာသာလေးတွေကိုလည်းသူကရှောက်ရှောက်တင်နေပေမတင်နဲ့ ကိုလူပညာကြီးကိုမောင်နှမတွေကဟိုသူများတွေပြောရင်သာပြောမှာကိုကိုထဲကလူပြောပြောခါရမကြိုက်ပြန်ဘူးတော့ဒီလားအဲ့လိုမျိုးလေးပေါ့နော်မမေးပါဘူးမမကလေအဥမာမမတို့ကောကာလို့ဆိုတာအိမ်နောက်ကျတဲ့အချိန်ကနောက်ကျတဲ့အချိန်ဖြစ်နေပြီကောကာဆိုရင်40မမန်ဆိုရင်အဲ့တော့ဆို35ဆိုတော့အခုဆိုရင်မဲ့ ။ဥမာတို့40ကျော်လာပြီ။ကိုယ်ကဆိုလည်း90ပြည့်တော့မယ်ပေါ့။အဲကြောင်းတစ်ယောက်လိုက်ထင်းရတာမျိုးဟဲ့လား။ဟိုဟိုလေးဘယ်လိုပြောမလဲ။ညီမလေးမေးသလိုပေါ့။အဲသူရေးထားတာလေးအမှန်လေတော့ဟာတာအနေနဲ့သူရေးထား။အဲ့မမကလေဘတော်မှအာဘသူနဲ့လဲဘာလုံးလေးလဲဘယ်သွားနေရလဲဘာဘာလုံးမှလဲမမဘတော်မှမမေးဘာကြောင့်လဲမေးစရာမလိုတဲ့အရွယ်ရောက်ပြီ။ ဆိုလူဆိုကိုတံပိုးလေးနဲ့ကိုသွားကြရတာ哦ဆိုတော့သူများတံပိုးတက်အောင်လုပ်မှာတက်ကိုတံပိုးတို့ကောင်းအောင်ထိန်းတာအကောင်းဆုံးပါเนาะဘာလို့ပြောင်းလဲလာလဲဆိုတော့အအဓိကကတော့မမတို့ပြောင်းကြောက်အိမ်အောင်သက်ကြာလာမြာကြောင်းကြောက်ပို့ပြီးအလျှော့ပေးတက်လာတယ်ပို့ပြီးနားလဲပေးတက်လာတယ်အပို့ပြီးတော့ကြောင်းကြောက်အချစ်တဲ့စကားလေးတွေပို့ပြီးပြောတက်လာတယ်ဆိုတော့ငကတို့ကဆိုရင်မမတို့ဆိုကိုယ်ပါ ကလေးလေးချစ်လာတယ်ချစ်ဖူးပဲပြောတာအဘရော့မေမေချစ်ဖူးပဲပြောတာဒါမဲ့ကြာတော့7နှစ်လောက်ကြာလာတော့ပြောရတာအားနာလာတယ်ဟဲ့ဟဲ့ကလေးလေး I love you I love you too ကိုကိုအဲပြောတတ်နေပြီအဲအဲဟိုပါခါလေးကြလို့ရှိရင်မမတို့အာဒီတက်ဒီရွယ်လေးမှာအဲကြောင်းတဲ့တယောက်တကယ်အေးချမ်းတဲ့မေတ္တာလေးနဲ့နေတာပို့ပြီးတော့ မမတို့ဟိုကဘယ်လိုပေါ့လဲစိတ်ကလေးတွေအေးချမ်းတာပေါ့နော်ဆိုအဲ့လိုစိတ်ကလေးအေးချမ်းအောင်လဲကိုကာမပန်ကိုထားတယ်မပန်လဲကိုကာပေါ်မှာဒါသူသူစိတ်ကလေးအေးချမ်းအောင်မပန်စူးစားပြီးတော့နေပေးတယ်လှုပ်ပေးတယ်ပေါ့နော်ဆိုအဲ့လိုမျိုးလေးပေါ့အဲကျောင်းကျောင်းအဲ့လိုဒီသက်ဒီရွေးရှင်မှာကျောင်းကျောင်းပူနေရကျောင်းကျောင်းအပူပေးတာကျောင်းကျောင်းအလျှော်ပေးတာတွေကဒါတွေကမလိုအပ်ဘူးလေနော်ဥမာလို့ဆိုကိုဗစ်တေးဆိုလဲဖြစ် အကိုနာရှိတဲ့လူတွေချက်ချင်း မရှိတော့တာမျိုးတွေဖြစ်တယ်။ပြီးရင်ဘာခေါ်လဲငလင်းနေလောက်တယ်ဆိုတော့မထင်မဘဲနဲ့ခဏလေးအတွင်းမှာပြည့်တပြည့်အတွင်းမှာလူတွေခဏလေးနဲ့ပျောက်သွားကြရတာအများကြီးရှိတယ်။ဥမာဆိုရင်ဘသူ့ဥမာလည်းစိတ်မဆိုးခြင်းဘသူ့ဥမာလည်းလေရံမဖြစ်ခြင်းဘသူနဲ့မှလည်းအဆင်မပြေတာမဖြစ်ချင်အကုန်လုံးနဲ့အဆင်ပြေခြင်းနဲ့အကုန်လုံးနဲ့တက်အောင်နေခြင်းနဲ့ ကိုယ်ကိုစိတ်ဆိုးလာချော့လိုက်မယ်သိလားအဲ့လိုလေးကနေ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 ဖြစ်သွားတာပေါ့နော်နေတက်သွားတာအကုန်လုံးနားလဲပေးတက်သွားပြင်မာတွေ့လို့မမအောင်မခေါ်ဘူးလားရတယ်မခေါ်လည်းမီမမစိတ်ဆိုးမမခေါ်မှာမမခေါ်မှာမပူနဲ့မမအောင်မမြင်ရအောင်ဆောင်လဲမမြင်ရအောင်ဆောင်လဲခေါ်ပေးမယ်ဟဲ့နေကောင်းလားခေါ်ပေးမှာဘာမှမဖြစ်ဘူးအထိကကလေလူတွေကကြောက်ကြောက် စိတ်အေးအေးချမ်းချမ်းလေးနဲ့ချစ်ချစ်ခင်ခင်လေးနေစီချင်တာဘာတွေလုံးမှာလဲဆိုတော့အခုလောလောဆယ်တော့ချမ်းမြေ့စီချောင်းအာဇလန်တွဲလေးရိုက်နေတယ်အာဘာလဲကျွန်မချစ်သူသူယောက်ျားကတော့ပြီးသွားပြီဟိုတနေရာလေးဆိုဘာပေါ့မပန်အကောင်းဆုံးဖြစ်အောင်တော့ကြိုးစားပါမယ်အာကိုပါပြီးတည်ဥဆောင်ပါမယ်နေရာလေးကြီးအကောင်းဆုံးဖြစ်အောင်ပြည့်တဲ့ကြိုက်နိုင်အောင်ကြိုးစားပါမယ်